ဒီမုံဆုံမြင့်နေထဲကမြို့မဈေးအတွင်းဈေးဆိုင်ခန်းတွေရဲ့ခေါမိုးတွေဖြုတ်ယူခံရတယ်လို့မြို့ခန်းတွေကပြောပါတယ်။ဒေသခန်းတွေနဲ့ယာယီဖွက်စည်းထားတဲ့ဒီမုံဆုံမြို့ပေါ်ရက်ကွယ်ဈာကလာအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝေတွေဟာပြီးခဲ့တဲ့ဧပြီလ20ရက်နေ့မှာမြို့ကိုကွင်းဆင်းကြည့်ရှုရာမြို့မဈေးထဲကပြည်သူပိုင်းဈေးဆိုင် ခေါမိုးတွေခိုးယူခံရတာကို တွေ့ရှိခဲ့တာပါ။အလားတူပြည်သူအိမ်တချို့ရဲ့ခေါမိုးတွေဟာလည်းပြောင်းနေတာရှိတယ်လို့ပြောပါတယ်။ ဒီမော့ဆူမြို့ပေါ်ကပြည်သူပိုင်းဖြစ်စည်းတွေထက်မှတ်ခူးယူခံရတာတွေမဖြစ်ပွားစေဖို့အတွက်ယာယီအောက်ချောက်ရီကောင်စီကလုပ်ငန်းစဉ်ကိုချမှတ်ပြီးဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောပါရယ်ဒီမော့ဆူမြို့ပေါ်ရက်ကွက်ကဒေသခံတွေဟာစစ်အာဏာသိမ်းမှုအပြီးဂရင်းနီပြည်မှာတိုက်ပွဲဆတဲ့ဖြစ်ပွားတဲ့2023ခုနှစ်မေလကတည်းကစစ်ဘေးသိမ်းရှောင်ခဲ့ကြရတာပါဒီမော့ဆူမြို့ပေါ်ရက်ကွက်ဂျားကလာအောက်ချောက်ရီကောင်စီကိုတော့မြို့မကြီးရွာအုပ်စု ဒီကြေးကြေးရအုပ်စုနဲ့ငွေတောင်ကြေးရအုပ်စုကဒေသခံတွေနဲ့စုဖွဲ့ထားတာပဲဖြစ်ပါတယ်။